အလုံးမဲ့မင်္ဂလာပါတင့်ထွက်မနက်ဖြန်ငွေကြေးကန်ချင်းတွေကိုဖတ်ကြားပေးမှာဖြစ်ပါတယ် The Great Godzilla ထားရမှာဖြစ်ပါတယ်မနက်ဖြန်မှာဆိုလို့ရှိရင်ငွေကြေးနဲ့ပတ်သက်ပြီးတော့ရစရာရှိတာလေးတွေကြံ့ကြာနေတတ်ပါတယ်ပေးစရာရှိတာလေးတွေလည်းကြံ့ကြာနေတတ်ပါတယ်တချို့ကဆိုလို့ရှိရင်ပေါ့နော်ကိုကိုပေးစရာရှိတဲ့သူတွေဆိုလို့ရှိရင်တော့တတိယနဲ့ယူကြအောင်ဆောင်နေတဲ့ကိစ္စမျိုးလေးတွေကြုံတွေ့ရတတ်တယ်တချို့က ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ငွေကုန်ကြေးကျလေးတွေရှိတတ်တာမျိုးလည်းတွေ့ရတယ်။စီးပွားရေးလုပ်ငန်းပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်။မနှက်ဖြန်မှာလုပ်ငန်းသစ်စတင်ကျင်းတဲ့သူတွေအနေနဲ့မစသေးဘဲနဲ့ခဏလေးစောင့်လိုက်တာကပိုပြီးကောင်းပါတယ်။အဲ့တော့မနှက်ဖြန်မှာစတင်ပြီးတော့လုပ်ငန်းအသစ်တွေစတင်ပြီးတဲ့ဆိုရင်ပုံမှန်ထပ်ပို့ပြီးတော့ခက်ခဲသွားတာမျိုးပုံမှန်ထပ်ပို့ပြီးတော့စူးစမ်းရတာမျိုး ကိုစီကနေ လုံလဝရိယအားတွေပေါ့နော်တအားကို စိုက်ထုတ်ရလို့ပင်မရတဲ့အချိန်ကာလတစ်ခုကိုနည်းနည်းကြာကြာဖြတ်တန်းရတာမျိုးတွေဖြစ်တတ်တယ်။လုံငန်းစီးပွားနဲ့ပတ်သက်ပြီးအတားအဆီးတွေကြုံတွေ့ရတတ်တယ်။ဖြတ်မြောက်တန်းတန်းမရှိတာမျိုးလေးတွေဖြစ်တတ်တယ်။အဲသူတစ်ပါးစီမှာငွေကြေးတွေပေါ့နော်။သွားပြီးတော့တင်ကြံနေတယ်။တော်တော်နဲ့မရတာမျိုးလေးတွေငွေကြေးနဲ့ပတ်သက်ပြီးစီးပွားနဲ့ပတ်သက်ပြီးတော့ စိတ်မကြည်မလင်ဖြစ်ရတာကရောက်ကစားဖြစ်ရတာအဲ့လိုမျိုးလေးတွေကြုံတွေ့ရတတ်တယ်။ဒါကြောင့်လုပ်ငန်းသစ္စာတင်နေတဲ့သူတွေအနေနဲ့ဆိုရင်တော့မနှက်ဖြတ်မှာလုပ်ငန်းသစ္စာတင်လို့မကောင်းသေးဘူး။လုပ်ငန်းဟောင်းသမားတွေလည်းကိုကပေါ့နော်စွန်စားပြီးတော့လုပ်ကင်ဖို့တွေးတယ်ဆိုလို့ရှိရင်တော့သိမကောင်းပါဘူး။ဒါပေမဲ့မနှက်ဖြတ်မှာဘလို့လူတွေတော့ငွေကြေးကံကောင်းနေတယ်လဲဆိုရင်လေလိုင်းကနေလုတ်တဲ့အလုပ်တွေ အကယ်၍အယောင်းဝယ်ဆိုင်ဖွင့်ထားတယ်ဆိုရင်တော့ဆိုင်ထိုင်စားတဲ့သူထပ်စားလို့ရှင်ပေါ့နော်။ online ကနေဒလီမှာစားတဲ့သူတွေအဲ့ဒါမျိုးလေးတွေတော့လူကြတတ်တယ်ဆိုတာမျိုး တွေ့ထားပါဗျ။အဲ့တော့မနက်ဖြန်မှာငွေကြေးအချီးငှားလေးတွေလည်းမပြုတ်သေးတာကပို့ပြီးတော့ကောင်းလိမ့်မယ်ဆိုတာမျိုးတွေ့ထားပါဗျ။ဒါဆိုရင်တင်ထွက်မနှက်ပြန်ငွေကြေးကန်ချင်းနေဖတ်ကြလို့ပြပါပြီ။စီးပွားဥစ္စာဒီရေလာတိုးတက်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။